အစော့တန်လုံးနဲ့ခလေးကိုနေရင်ပြီးတော့လွတ်ထားပြီလို့အန်ရည်နဲ့ကြုံခဲ့ရတဲ့မိပါမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့မိဘတွေအနေနဲ့ခုတ်ကလေးတွေကိုနေရင်ပြီးတော့ဆိုပြီးမလွတ်ထားပေးတင်ပါဦးခလေးဆိုတာကစူးစမ်းလူစိတ်ဖြစ်တာကိုရအောင်လုပ်ချင်တဲ့စိတ်တည်ရှိတာကြောင့်ခလေးငယ်လေးတွေကိုတယောက်တည်းလွတ်ထားမိရင်အရန်ကိုအန်ရည်များလုံးပါခလေးဆိုတဲ့တဘာဝကတော့အမြင့်မြင့်ကုတ်တက်ခြင်း၊ကြောင်ကြိုကြောင်ကြားလေးအတင်းဝင်တတ်ကြပါလေ။လွယ်ကူရင်တော့ဘေးမဖြစ်ပေမဲ့လက်ခဲတဲ့အုတ်တိုင်းကြောက်ကိုတိုးဝင်ပြရတဲ့ တန်တိုင်ကြာတိုးမိတာတွေဆိုရင်တော့တကယ့်ကိုအနေရများလုံးပါဒီကလေးလေးကတော့မိဘတွေခဏလေးလွတ်ထားပေးရဲ့အချိန်မှပဲအုံနေရတစ်ခုကြာကောင်းထဲမိပြီးပြတ်ထုံးမရပဲမိဘတွေခမအခက်တွေ့နေကြတာပဲဖြစ်ပါကလေးကလည်းအယံကိုနာလွန်းလို့အော်ဟစ်နေပေမဲ့လည်းခေါင်းကိုတော့ပြန်ထုတ်လို့မရဖြစ်နေရပါကလေးကကြောက်လို့ငိုလေပူဆိုးနေဖြစ်နေပြီးကလေးကိုချော်ပြီးမငုံအောင်ပြောနေပေမဲ့လည်းမရပါဘူး။ဒါကြောင့်တချို့ကတော့ဘာလို့လဲဆိုငိုနေရဲ့အချိန်ခေါင်းကြောကတင်းနေရင်ထုံမရဘူး။သူကမထင်မှတ်ပဲညက်နေတဲ့အတွက် ဖြည်းဖြည်းချင်းမယုံမဲဖြည်းဖြည်းထုတ်ပေးရပါတယ်။စီလောင်းထဲရတယ်။အင်းကသားကြီးတုံးကလည်းအဲ့လိုပဲညံ့နေရမကြောက်ခဏလေးနဲ့ရတယ်။အဒီကကလေးကိုမငိုအောင်အရင်လုပ်ပြီးစိတ်ကိုငြိမ်ငြိမ်ထားပြီးလှုပ်ကြရပါတယ်။ကလေးလေးကိုတော့တနာပါတယ်။အဲ့ကလေးလေးအစော့လုံးပြီးဖြစ်တာဒါမျိုးကစိတ်လောလို့မရဘူး။တရားစင်စားတွေးခေါ်ပြီးလှုပ်ရတယ်။စိန်လောပြီးဆွဲရင်ကလေးပုံနာမယ်ညက်နေတဲ့တိုင်းနဲ့တိုင်းရဲ့ကြားအကွာဝီကအပေါ်နှင်းအောက်ကွာရှာမှုနည်းနည်းရှိနေတဲ့တဲ့ဒါရီတိုက်ထွာကြည့်လိုက်ရင် အပေါ်ကိုဆွဲယူလိုက်ရမှာလားအောက်ကိုဆွဲထုတ်ရမှာလားကလေးအနာတက်တာစီမဲ့နီလန်ကိုရှာတွေ့မှာပါကလေးကိုလျှော်ပြီးစိတ်အေးအောင်ပြောဆိုတရမယ်ကလေးမကြောက်အောင်အားပေးစကားပြောတရမယ်ဥပမာမကြောက်တဲ့သမီးလေးဒီတန်ဖွေဖွေသူမဟုတ်မိမိလက်နဲ့ကုတ်ဖဲလိုက်ခဏလေးနဲ့ပဲထွက်သွားမှသမီးရဲ့သို့တော်လေတိုင်ကြီးပြက်စီသွားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးချော်ပြောရမှာဖြစ်တယ်လို့မိဘတိုင်းလည်းဖြစ်တင်တာမလို့တည်ထားသေးကြမှာ යි ကူကတော့ဒီကလေးရဲ့အနေထားကိုကြည့်ရင်မတ်တယ်ရက်မီရင်ခေါင်းဝင်သွားပုံကြပါ යි ညှက်မှန်းလဲသိရောအောက်ဘက်ကိုဆွဲထုတ်တယ်လို့ဖြစ်နေပြီးဒါကိုလူကြီးကတွေးမိရင်ကလေးကိုအပေါ်သို့နည်းနည်းမှပြီးဆွဲထုတ်ရင်ဖြစ်ဖြစ်ချော်ရည်တမျိုးမျိုးနဲ့ plastic အိတ်အပားလေးတွေကြားမှာခံပြီးဆွဲပြရပါမယ်ဒါမှမဟုတ်ရင်တော့ကလေးကောင်းလဲထွက်မလာနိုင်သလိုကလေးကလည်းအရန်ကိုနာကျင်နေရမှာပါဒါကြောင့်အခုလိုအစော့တန်တဲ့ကလေးလေးတွေရဲ့မိဘတွေအနေနဲ့ကလေးတွေကိုဒီလိုအရာတွေနဲ့နေပြီးရောပေးမစောသင့်သလို new site ကြောက်ဖို့ကိုလည်းတတိပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ငါးရောင်နေလို့မထင်ရလောက်အောင်ချောမောလပါရဲ့ရုပ်ရည်ရှိသူလှိုင်းသားရကမဖြုတ်၏မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လူတော်များများကတော့ငါးရောင်နေလို့ပြောလိုက်ရင်နှုတ်ကျန်းအာကျန်းတဲ့သူတွေလို့ထင်ကြမှာပါဒါပေမဲ့ဘဝဘေးအခြေအနေအရဒီလောက်ကိုလောက်ကင်နေရတာကြောင့်ကျန်းတဲ့ရင်လဲကျန်းရသလိုစကားပြောချူတာတဲ့ရင်လဲချူတာနေကြရပါ යි ။ဒါကြောင့်စကားပြောချူတာရဲဆိုတဲ့စကားကပေါ်လာပြီးတော့ငါးယောက်နဲ့သူတိုင်းကိုနှုတ်ကျန်းတယ်လို့လဲထင်တတ်ကြပါ යි ။ဒါပေမဲ့လဲဒီလိုအခြေအနေတွေကလူအပေါ်မှာလဲမူတည်တာဖြစ်ပြီ ။နိုင်တရာမီးခွက်စီက90လေးကတော့နမိတ်ကြီးလာခဲ့ပါတယ်။သူနမိတ်ကတော့မဖြိုးဤလို့ခေါ်ပြီးတော့9ရောက်လာခဲ့ရနှစ်အတော်ကြာခဲ့ပါပြီ။နိုင်တရာစီထဲမှာ9ပစုံအစုံကိုရောင်းချနေပြီးတော့အမြဲတမ်းပြုံးရွှေနေရကလည်းသူ့ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ငါရောင်ရင်တစ်တော့ဆော့ရကနေနမဲကြီးလာခဲ့ပြီးတော့အခုဆိုရင်တော့တစ်တော့ဆယ်လေးတယောက်လည်းဖြစ်လာခဲ့ပါဗျ။မဖြိုးဤကတော့ငါရောက်ပြီမဲ့လေအဝိအစားနဲ့အပြင်စင်ကတော့မင်းသမီးတယောက်လိုလှပနေခဲ့ပါဗျ။အဝိစားရီကိုတတ်တတ်ရရဝတ်တတ်တဲ့အပြင ပန်းတွေကိုလည်းအမြဲပန်ထားသလိုရွှေတွေကိုလည်းအမြဲဝစ်စင်ထားလို့ငားရောက်နေသူလိုတောင်ဘသူကမှထင်မထားကြပါဘူး။ငားတယ်လေးလို့မထင်ရတော့တဲ့အပြင်ရုပ်ရည်ကလည်းမင်းသမီးကြီးတင်းနေထုံးနေတူတယ်လို့တောင်ထင်ကြီးအပေးခံနေရတာပဲဖြစ်ပါတယ်။တချို့ကတော့မဖြိုးဤကိုအာကာမြင့်အောင်နေတူတယ်လို့ပြောကြပြီးသူ့ရဲ့ရုပ်ရည်ကချော်မော်လှပရဲ့အထက်မှာပါဝင်နေပါတယ်။ငါရောက်နေဆိုပေမဲ့လေဖြစ်တယ်လို့မနေထိုင်မိသူ့ရဲ့အလုပ်ကိုတံပိုးထားတာကြောင့်တခြားသူတွေကြားထဲမှာတော့ထင်ပေါ်လာခဲ့ပါသေး යි တခြားသောဈေးတယ်တွေနဲ့မတူပဲဈေးဝယ်သူတွေကိုချွတ်ချိုတသာပြောဆိုနိုင်တာကြောင့်အယောင်းဝေကောင်းတဲ့သူတယောက်ဖြစ်တဲ့မဖြိုဤကတော့တစ်တော့မှာအားပေးရသူတွေရနေခဲ့ပါပြီမဖြိုဤကတော့နမဲကြီးကျင်လို့တစ်တော့ဆော့နေခဲ့တာမဟုတ်ပေမဲ့လေသူ့ရဲ့အပြင်အစင်နဲ့ရုပ်ရည်ကထူးခြားနေလို့သတိထားမိခဲ့ကြတာဖြစ်ပြီးမြင်တွေ့နေကြငါးတယ်တွေနဲ့မတူပဲတက်တန့်ရှင်ရှင်နေထိုင်တတ်သလိုရုပ်ရည်ကလည်းချော်မော်တဲ့အတွက်ငါမယောင်းတဲ့ရွှေရောင်းမှလို့ သူ့ကိုဝိုင်းပြီးအကြံပေးဝေဖန်နေကြပဲဖြစ်ပါတယ်။သူကတော့ဘဝပေးအခြေအနေအရငားရောင်းရပေမဲ့လေဆိုရှယ်မီဒီယာကိုကြွန့်ကြွန့်ကျင်ကျင်အသုံးပြုတဲ့50လေးကတခြားသော50တွေထပ်ပို့ပြီးတော့လူသိများလာခဲ့ပါတယ်။သူ့ကိုအပြင်းမာမြင်ဘူးကျင်နာကြောင့်လိုင်တရာစီအထိငားလာဝေကြတဲ့သူတွေတောင်ရှိပါတယ်။သူမကတော့ဆိုရှယ်မီဒီယာမှာတကယ်ရောင်းဝယ်လုံရင်လည်းအပြောချိုရာကြောင့်ရောင်းဝယ်ကောင်းမှသိကြပါပဲ။ငားရောင်းတဲ့သူတွေကပုံမွေလေးလေးဘုံမွေရှင်ရှင်ပြောတတ်ကြမယ်လို့ထင်ပေမဲ့လေမဖြိုးဤလိုအပြောချိုပြီးသဘောကောင်းတဲ့ငားရောင်းသူတွေလည်းရှိနေပါသေး။ မဖြိုးဤလိုအနေထိုင်တက်ရက်ပြီးတော့ချောမောလာပါတဲ့၅ရောင်နေသူတွေလည်းရှိတယ်ဆိုတာကိုလက်ခံသွားကြတာပဲဖြစ်ပါတယ်။အခုလိုအပြောချိုပြီးချစ်စရာကောင်းတဲ့တိုင်တရာမီးခွက်စီကမဖြိုးဤအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အစော့တန်လုံးနဲ့ကလေးကိုနေရင်ပြီးတော့လွတ်ထားပြီလို့အနေနဲ့ကြုံခဲ့ရတဲ့မိပါမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့မိဘတွေအနေနဲ့ခုတ်ကလေးတွေကိုနေရင်ပြီးတော့ဆိုပြီးမလွတ်ထားပေးတင်ပါဦး။ ကလေးဆိုတာကစူးစမ်းလို့စိတ်ဖြစ်တာကိုရအောင်လုပ်ချင်တဲ့စိတ်တည်ရှိတာကြောင့်ကလေးငယ်လေးတွေကိုတယောက်တည်းလွတ်ထားမိရင်အရန်ကိုအနည်းများလုံးပါကလေးဆိုတဲ့တဘာဝကတော့အမြင့်မြင့်ကုတ်တက်ခြင်းကြောင်းကြိုကြောင်းကြားလေးအတင်းဝင်တတ်ကြပါတယ်လွယ်ကူရင်တော့ဘေးမဖြစ်ပေမဲ့လေခက်ခဲတဲ့အုတ်တိုင်းကြောင်ကိုတိုးဝင်ပြရတယ်တန်တိုင်ကြတိုးမိတာတွေဆိုရင်တော့တကယ့်ကိုအနည်းငယ်များလုံးပါဒီကလေးလေးကတော့မိဘတွေခဏလေးလွတ်ထားပေးရဲ့အချိန်မှပဲ ုံနေရတဲ့ခုကြားကောင်းထင်းမိပြီးပြတ်ထုံးမရပဲမိဘတွေခမအခက်တွေ့နေကြတာပဲဖြစ်ပါကလေးကလည်းအယံကိုနာလွန်လို့အော်ဟစ်နေပေမဲ့လည်းကောင်းကိုတော့ပြန်ထုတ်လို့မရဖြစ်နေရပါကလေးကကြောက်လို့ငိုလေ ပူဆိုးနေဖြစ်နေပြီးကလေးကိုချော်ပြီးမငုံအောင်ပြောနေပေမဲ့လည်းမရပါဘူးဒါကြောင့်တချို့ကတော့ဘာလို့လဲဆိုငိုနေရဲ့အချိန်ကောင်းကြောကတင်းနေရင်ထုတ်မရဘူးသူကမထင်မှတ်ပဲညက်နေတဲ့အတွက်ဖြည်းဖြည်းချင်းမယုံမဲဖြည်းဖြည်းထုတ်ပေးရပါတယ်စီလောင်းထဲရတယ်အင်းကသားကြီးတုံးကလည်းအဲ့လိုပဲ ညံ့နေရမကြောက်ခဏလေးနဲ့ရရင်အဓိကကလေးကိုမငိုအောင်အရင်လုပ်ပြီးစိတ်ကိုငြိမ်ငြိမ်ထားပြီးလှုပ်ကြရပါကလေးလေးကိုတော့တနာပါအဲ့ကလေးလေးအစော့လုံးပြီးဖြစ်တာဒါမျိုးကစိတ်လောလို့မရဘူးတေချာစဉ်းစားတွေးခေါ်ပြီးလှုပ်ရရင်စိတ်လောပြီးဆွဲရင်ကလေးပုံနာမယ်ညံ့နေရတိုင်းနဲ့တိုင်းရဲ့ကြားအကွာဝီကအပေါ်နဲ့အောက်ကွာရှာမှုနည်းနည်းရှိနေတတဲ့ဒါရီတိုက်ထွာကြည့်လိုက်ရင်အပေါ်ကိုဆွဲယူလိုက်ရမှာလားအောက်ကိုဆွဲထုတ်ရမှာလားကလေးအနာတက်တာစီမဲ့နီလန်ကိုရှာတွေ့မှာပါ ကလေးကိုလျှော်ပြီးစိတ်အေးအောင်ပြောဆိုတရမယ်။ကလေးမကြောက်အောင်အားပေးစကားပြောတရမယ်။ဥပမာမကြောက်တဲ့သမီးလေးဒီတောင်ဖွပေသူမဟုတ်မိမိလက်နဲ့ကုတ်ဖဲလိုက်ခဏလေးနဲ့ပဲထွက်သွားမှသမီးရဲ့သို့တော်လေတိုင်ကြီးပြက်ကြီးသွားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးချော်ပြောရမှာဖြစ်တယ်လို့မိဘတိုင်းလည်းဖြစ်တင်လာမလို့တီထားသေးကြမှာ යි ။ကူကတော့ဒီကလေးရဲ့အနေအထားကိုကြည့်ရင်မတည့်ရက်မီရင်ခေါင်းဝင်သွားပုံကြပါ යි ။ညမန်းလဲတီရောအောက်ဘက်ကိုဆွဲထုတ်တယ်လို့ဖြစ်နေပြီးဒါကိုလူကြီးကတွေးမိရင်ကလေးကိုအပေါ်သို့နည်းနည်းမှပြီးဆွဲထုတ်ရင်ဖြစ်ဖြစ် ချော်ရီတမျိုးမျိုးနဲ့ plastic အိတ်အပားလေးတွေကြားမှာခံပြီးဆွဲပြရပါမယ်။ဒါမှမဟုတ်ရင်တော့ကလေးကောင်းလေးထွက်မလာနိုင်သလိုကလေးကလည်းအရန်ကိုနာကျင်နေရမှာပါ။ဒါကြောင့်အခုလိုအစော့တန်တဲ့ကလေးလေးတွေရဲ့မိဘတွေအနေနဲ့ကလေးတွေကိုဒီလိုအရာတွေနဲ့နေပြီးရောပေးမစောသင့်သလို new site တောက်ပုတ်ကိုလည်းတတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ငါရောက်နေလို့မထင်ရလောက်အောင်ချောမောလပ်ပါတဲ့ရုပ်ရည်ရှိသူနှိုင်းတရာကမဖြုတ်၏မင်္ဂလာပါပရိသတ်ကြီးတို့၏လူတတော်များများကတော့ငါရောက်နေလို့ပြောလိုက်ရင်နှုတ်ချမ်းအာချမ်းနဲ့သူတွေလို့ထင်ကြမှာပါဒါပေမဲ့ဘဝဘေးအခြေအနေအရာဒီလောက်ကိုလုတ်ကင်နေရတာကြောင့်ကျမ်းသိရင်လည်းကျမ်းရသလိုစကားပြောချူတာသိရင်လည်းချူတာနေကြရပါ යි ။ဒါကြောင့်စကားပြောချူတာရဲ့ဆိုရဲစကားကပေါ်လာပြီးတော့ငါရောက်နေသူတိုင်းကိုနှုတ်ကျမ်းတယ်လို့လည်းထင်တတ်ကြပါ යි ။ဒါပေမဲ့လည်းဒီလိုအခြေအနေတွေကလူအပေါ်မှာလည်းမူတည်တာဖြစ်ပြီး လိုင်တာယာမီခွက်စီက90လေးကတော့နာမည်ကြီးလာခဲ့ပါသူနာမည်ကတော့မဖြိုးအီလို့ခေါ်ပြီးတော့9ရောက်လာခဲ့ရာနှစ်အတော်ကြာခဲ့ပါပြီ